အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်လင်ကာ support channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ပါခင်ဗျာကျွန်တော်နေနဲ့ပေါ့နော်ဒါကလကဖဖလားပြန်ပွဲစဉ်တွေကိုဆက်လက်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ရဲ့စိတ်ကြိုက်ကိုခမန်လာလက်နဲ့ပေါ့နော်ဒါ body လေးကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီကိုနဲ့ကျွန်တော်အကြံရှင်းလို့မယ်ဆိုလိုက်ပြီးတော့စောက်ကစားလို့ရပါတယ်ခင်ဗျာနော်ဆိုတော့ပထမဦးဆုံးနဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော်မာမီလိုဒီနဲ့ဒါတောင်းမွန်ပွဲစဉ်ရွေးချယ်ပေးမယ်တောင်းမွန်ကတော့ကိုလက်ရှိဖောက်ပေးထားတဲ့ body စည်းဆိုရင်တစ်လုံးသူရင်ပြအောင်ရှုံးနေပေးထားတယ်ကိုပေါင်းစကနှစ်ဖက်ပေါင်းလို့ အုံလုံးပြည့်သွားကြမယ်ပြာဆောင်စားသည်ပြေးထားတဲ့တော့မုံကပြီးခဲ့တဲ့တစ်ခေါက်နာတာအရင်နေပြီးတော့တေးကြတာပြီးတော့အမီလိုဒီကတော့အစဉ်စားနံပါတ်1မှာပေါ့ရမတ်အများဆုံးနဲ့ရက်တည်နေတယ်ဆိုပေမဲ့တော့မုံအနေနဲ့ဒီအသင်းကိုဒါ short term တော့မရဘူးကျွန်တော်တို့ဘုခမန်ရလကတော့ဒေါမွန်ဒီနေတာအနိုင်ရရှိပြီးတော့အဆူစရာအစီအစဉ်နံပါတ်1မှာရက်တည်ဖို့ရဆိုစူးစမ်းလာလိုက်ပြီးတော့ဘုခမန်ရလကတော့ဒါ2စီလောက်ထိတော့ဖြစ်သွားလိမ့်မယ် ဘုခမရလက်ကိုပြီးသုံးသွားတော့ကျွန်တော်စိတ်ကြိုက်ရွေးချယ်ပေးရရင်တော့ဒါတော့မွန်ဘော်ဒီကိုပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးခြင်းပါတယ်။ online ပေးတဲ့မှာဆော့တဲ့ညီကိုတွေကတော့တော့မွန်ဘော်ဒီကိုတင်တော်တဲ့စီးနဲ့ live ပြီးဆော့ကစားသိခြင်းပါတယ်ခင်ဗျာနော်။နောက်ထပ်တပွဲကတော့ဒါ internet ပေါ့နော်ဒါ diamond လို့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးမယ်။ inter ကတော့ခုလက်ရှိပေါက်ပေးထားတဲ့ diamond ပေါ့နော်တစ်လုံးချုံသေးကြောပေးထားတယ်ကိုပေါင်းသေးသုံးလုံးပြည့်စေးရင်းနေထားတဲ့ internet ဒီနေ့ပွဲမှာရမှတ်လိုအပ်ချက်တွေရှိနေရဆိုတော့အကောင်းဆုံးပုံစံနဲ့လူဇင်းကိုထုတ်လာဖို့တော့ရှိတယ်။ဒါပေမဲ့ဒီနေ့ကြောထားတဲ့ပုံစံမှာဆိုရင် inter ကနေပြီးတော့တစ်လုံးချုံသေးပေးထားတဲ့ ်ပေါင်းသေးကသုံးလုံးတည်ဈေးတိုင်းဆိုရင်ကျွန်တော်အနေနဲ့ပေါ့နော်ဒါကိုခံမရလားအင်တာမီလန်ပဲဟုတ်အပြက်ကလေးအနိုင်ရရှိသွားလိမ့်မယ်ဆက်ကြွေးရွှေ့ရှယ်ပေးရမယ်ဆိုရင်ကျွန်တော်အင်တာမီလန်ပေါ်ဒီပဲကျွန်တော်ရွှေ့ရှယ်ပေးခြင်းပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ပေါ်တော့ဖလူမီနီနဲ့ပေါ်တော့ဦးဆန်ပွဲမှာဆိုရင်ဖလူမီနီကလည်းပဲအလုံးသေးပေးထားပြီးတော့ကိုပေါင်းသေးနှလုံးရှုံးသေးပေးထားတယ်။ဒီနေ့ပွဲမှာဆိုရင်ဖလူမီနီကတော့တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်။ဦးဆန်ကတော့ဒါအဲရှေးစွမ်းပုံမှန်လောက်ပဲရှိပြီးတော့ဖလူမီနီကတော့တော်တော်တားတယ်လို့ထင်မိတယ်။ တော့ကျွန်တော်ရဲ့စိတ်ကြိုက်ကတော့ဘလူးမီနီဘော်တွေကိုပဲ use share ပေးခြင်းနဲ့နောက်ထပ်မိုးလင်းပွဲမှာဆိုရင်ဘောနော်ရီဘာလေးနဲ့တောင်မွန်တာရီလိုပွဲမှာဆိုရင်ကျွန်တော်ကတော့ရီဘာလေးကနေပြီးတော့ဒါဒီဆိုရင်အရှုံးပေးထားတယ်ရှင်သူရှုံးပေါ့နော်ကိုပေါင်းသေးကနှလုံးသွင်းတာဆုံးရှုံးပြီးဖောက်ပေးထားတယ်ဆိုတော့ကျွန်တော်ရဲ့ဒီဂိုးခံမရလားဒီဘွဲ့ထဲမှာဂိုးနေသွားလိမ့်မယ်ဗျာကျွန်တောကတော့ဒါနောက်ဆက်ဘောလေးဖြစ်တဲ့ရီဘာလေးနဲ့တောင်မွန်တာရီလိုပွဲစဉ်မှာဆိုရင်တော့ဂိုးအောက်ကိုကျွန်တော် use share ပေးခြင်းပါလဲခင်ဗျာနော်ကိုပေါင်းအောက်ကိုတော့ online ပဲထဲမှာဆော်တဲ့ညီကိုရကိုပွဲရမယ်တင့်တော်ရစဉ်လိုက်ပြီးတော့ဆော်ကစားမယ်ဆိုရင်တော့အဆင်ပြေပါတယ်ခင်ဗျာနော် အောက်မှာကျွန်တော်ရွေးချယ်ပေးထားတဲ့ကလပ်ကဘာဖလားပြန်ပွဲစဉ်ထဲမှာဆိုလို့ရှိရင်မမီလိုဒီနဲ့တောမွန်ပွဲမှာဆိုရင်တောမွန်ဘော်ဒီကိုရွေးချယ်ပေးထားပြီးတော့အင်တာမီလန်နဲ့ပေါ်တော့ဒါတိုင်းမွန်လို့ပွဲစဉ်မှာဆိုကျွန်တော်အင်တာမီလန်ဘော်ဒီကိုဆက်လက်ရွေးချယ်ပေးထားတဲ့အပြင်ဖလိုမီနီနဲ့ပူဆန်လို့ပွဲစဉ်မှာဆိုရင်ဖလိုမီနီဘော်ဒီကိုရွေးချယ်ပေးထားပြီးတော့ဒီပါလေးနဲ့မွန်တာရီလို့ပွဲမှာဆိုကိုပေါင်းအိုကိုရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်အားလုံးပေါ်တော့မောင်းဆိုးရလို့ဘော်ဒီကြည့်တဲ့တိတန်ဆော့လို့ရပါတယ် အကြဆုံးပေါ်တီကိုရွေးချယ်ပေးရရင်တော့ Inter Milan ပေါ်တီနဲ့ပေါ့နော်ဒါ Fluminense ပေါ်တီပဲဖြစ်ပါတယ်ဒီနှစ်ပွဲတော့ပေါ်တီတည်တံ့ကြီးရွေးချယ်ပေးထားပြီးတော့ Channel 4ပွဲတော့ပေါ်တော့ဒါမောင်းဆိုလို့ရပါတယ်ဟုတ်ကဲ့ပါ Channel ရွေးချယ်ပေးထားတဲ့ပွဲစဉ်တွေကိုအကြရှင်းတူမယ်ဆိုရင်တော့ like ပြီးတော့ဆော်ကစားကြပါခင်ဗျာနော်အားလုံးပဲအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ